တဲ့ရဲ့လက်တန်းကဘယ်လိုအမျိုးအစားလဲမင်္ဂလာပါဆရာရဲ့ပရိသတ်များအတွက်လက်တန်းအတူရှိပေါ်မူတည်ပြီးတော့ကစားတာအချိုးအပြစ်ကလေးတွေစိတ်မြေသဘောထားလေးတွေကိုပြင်ပြမျှဝေပေးသွားပါမယ်မိမိတို့ရဲ့လက်ဝါးပြင်ကို ထောင်ကြည့်လိုက်ပါ လက်တန်းသည်လက်တကြွေရဲ့ပထမအဆစ်တဲ့တိုးနေလင်းလွယ်ဝချက်တွေနဲ့နေထိုင်တတ်သူဖြစ်ပါတယ်အရန်ရင်းနေတဲ့သူတွေမှမဟုတ်ရင်သူ့အကြောင်းကိုသိဖို့ရမလွယ်ပါဘူး သူ့ရဲ့အကြံစီများကိုတိုးတိုးသေးသေးလွတ်ဆောင်တတ်ကာဖြင့်အောင်မြင်တဲ့အခါမှသာလင်လူများကိုခြားပြတ်တတ်ပါတယ်။ရှိရင်မှလည်းအယံနဲ့ခြားတတ်သူများဖြစ်ကြပြီးတော့နာကျင်ခံစားကြရများရှိခဲ့ကြုံခဲ့ရင်လည်းတယောက်တည်းသာကြိတ်မိတ်ခံစားတတ်သူများဖြစ်ပါလေခင်ဗျာ။သင်ရဲ့လက်ဖွားကိုတောင်းကြည့်လိုက်လို့လက်တန်းဒီလက်တကြွယ်ပထပါအဆင့်နဲ့ဒန်းတို့ညီတို့ဖြစ်နေခဲ့မယ်ဆိုရင်ဘဝမှာအမြင့်ဆုံးအထိကြီးဝါရှမ်းသာတတ်ပြီးလျှင် အဲ့လိုကြီးပွားချမ်းသာအောင်မြင်အောင်လှုပ်ဆောင်သောဇွဲလွန်လဝရိယတွေလည်းရှိတတ်ကြပါတယ်လူမှုရေးပိုင်းမှာဆိုရင်လည်းပဲသူလူကိုရပုံစံမျိုးနဲ့အားလုံးကိုတသားတည်းကြအောင် ပေါင်းတင်တတ်သူများဖြစ်ကြပြီးတော့အရှိရေးမှာဆိုရင်လည်းပဲအရန်ရှိတတ်သူများဖြစ်တယ်လို့အရန်နဲ့အရှိခံရသူများဖြစ်ကြပါတယ်ခင်ဗျာနောက်ဆုံးတစ်ခုကတော့ရှားပါသောအမျိုးသားဖြစ်ပါတယ်လက်တန်းဒီလက်တွေပထမအစ်စ်တဲ့ပူရှင်နေခဲ့လင်ဟောဟောတိုင်းတိုင်းနဲ့ပွန့်ပွန့်လေးလေးလှုပ်တတ်သူများဖြစ်ပါတယ် ြောတရားရှိရင်လည်းအာမနာတလုပ်စရာရှိရင်လည်းအရှိမဆွဲတအဲ့ဒီလိုစိတ်မြန်ကိုမြန်သဘောတွေကြောင့်လည်းအောင်မြင်ခြင်းလည်းသူများတဲ့ပုံမအောင်မြင်တတ်ကြသလိုဆုံးရှုံးနေနာရပြီဆိုရင်လည်းသူများတဲ့ကတဲ့နှစ်နှစ်နာဆုံးရှုံးရတတ်ပါတယ်အရှိရေးမှာဆိုရင်တော့အရှိကြီးတယ်ဆိုတာတက်ကိုအရှိကျန်းတယ်ဟုပြောရမှာဖြစ်တယ်လို့အဲ့ဒီလိုအရှိကျန်းတဲ့သဘောတရားတွေကြောင့်မလဲအရှိရေးအိမ်တော်ရေးအပိုင်းတွေမှာကံမကောင်းတတ်ကြပါဘူး ဒါကတော့လက်တန်းအတူရှိပေါ်မူတည်ပြီးတော့ကန်စာရာအကျိုးပြစ်ကလေးတွေနဲ့သိနေသဘောတရားလေးတွေကိုဆရာကမျှဝေပေးသွားတာဖြစ်ပါတယ်။ဆရာထံမှာညံပူဇော်ကားနဲ့ကန်စာရာအဆိုးကောင်းစစ်ဆေးလိုလင်းလက္ခဏာဗေဒင်းမင်းမြန်းလိုလင်းဆရာရဲ့ဖုန်းနံပါတ်399 290 639ဘိုက်ပါမှဖြစ်စေဖေးဖို့မစင်ကြမှဖြစ်စေလာရောက်ဆက်သွယ်စုံစမ်းနိုင်ပါတယ်ခင်ဗျာ။